နိုဝင်ဘာ20အလဂရီဗျူကကျူဆိုပါတယ်။ဝမ်တာစရာတွေရှိနေပါတယ်မြို့။ရွှေကုတ်ကိုကြားဖြန့်အကြောင်းအခန်းဆက်ဆက်ပြောရအောင်။ဟာလူမဲ့ကျော်မင်းကနေ့တိုင်းကြားဖြန့်နေပါလို့ပြောနေတာ။ကြားဖြန့်တော်လိုင်းအတွက်အချက်ဖြစ်လာလိမ့်မယ်။ကြားဖြန့်ကြောင့်စစ်ဘိုလ်ချုပ်တဆုနဲ့ခရိုနီတတိုက်စစ်အုပ်စုရဲ့လပားစီတွေကိုအမေရိကန်စီရေးရအရေးယူမှုရှိလာရင်ပါဆက်ဖြစ်နိုင်မယ်။ အရင်စိတ်ဝင်စားစရာကောင်းနေတဲ့အခြေအနေဟိုဘက် allegory review မှာကျွန်တော်အော် sorry ဟိုဘက်လူမျက်ကြော်မှာကျွန်တော်ပြောပြီးသား American လွှတ်တော်ရဲ့ကြားနာမှုကအင်မတန်အနေကြီးတယ် American အစိုးရအဖွဲ့ရဲ့လွှတ်တော်ရဲ့ဟန်ချက်ညီ ASEAN မူငါးချက်ငါးနှစ်ပြည့်ပြီအလုံးမဖြစ်တော့ဘူး American တီးနှံ policy နဲ့စီရေးစီမံချက်သာထွက်လာလို့ကတော့အိုးမင်း online ခွေးတံတောင်းစားတွေတိမ်မဲ့လာကြတယ်။ဂျိုင်းဝိုင်းကလို့ ဲ့တော့ကျွန်တော်ကကြားဖြန့်အခန်းဆက်ပြောချင်တာကရွှေကိုကူဆိုတဲ့ကိစ္စအပြင်မှာသတင်းတွေလိုင်းလိုင်းထပြီးတော့ကြားဖြန့်နေကိုနေနေမယ်လို့ပြောနေပေမဲ့အလုံးမပြတ်လုံနေတဲ့လူတွေအများကြီးရှိပါတယ်။အဲ့တော့အဲ့ကြားဖြန့်ကိုကျွန်တော်ရှင်းပြချင်ပါတယ်။ရွှေကိုကူတွေမှာဘလို့အလုံးလုံးနေတာလဲ။သိချင်နေကြတယ်မလား။ရွှေကိုကူတွေမှာ၆ထပ်တိုက်အဆောက်အဦးမြောင်များစွာရှိပါတယ်။မြို့ကြီးတစ်မြို့ကဲ့သို့တိစောက်ထားပါတယ်။တန်းကြံတွေကစားကွင်းတွေဈေးဆိုင်တန်းတွေအများပြားရှိပါတယ်။ ရွှေကုတ်ကိုထဲမှာ၆ထပ်အဆောက်အဦထဲမှာရထိုက်ဆိုတဲ့ကုမ္ပဏီကြီးရှိပါတယ်ရှီကြစ်ချမ်းရဲ့ main ကုမ္ပဏီပေါ့အဲ့ဒီရထိုက်စီမှာရွှေကုတ်ကိုတစ်ခုလုံးမှာရှိတဲ့ဝန်ထမ်းအင်အားအကုန်ရှိပါတယ်စရင်စောချစ်သူ BGM မှာရှိပါတယ်ဘာကြောင့်မင်းပြောတာလဲညီပဲငားပါတယ်လို့စောချစ်သူတို့ BGM တို့ဘလို့ပင် ပြောပြောအဲ့ဒီရွှေကုတ်ကိုထဲမှာအလုတ်လုတ်ရတဲ့ကြားဖြန့် တတိဝန်တန်းဝန်တန်းကောင်းဆောင်မြန်မာတရုတ်ဘတုမဆူ BGF ကိုတနစ်ကိုဘန်းငွေ8800ကျော်ပေးရပါတယ်လူစီရင် အတိအကျနဲ့ပေးရပါတယ်နောက်ပိုင်းပြောင်းလဲလာတာကတလောက်ဘတ်တထောင်ပေးရပါတယ်ဟုတ်လားမဟုတ်ဘူးလားစောချစ်တူကိုဖုန်းဆက်ပြီးသတင်းဌာနတွေမေးကြည့်လိုက်ပါလူမြတ်ကျော်ခိုင်ခိုင်မာမာအတည်ပြုပါတယ်ဒါအဖြစ်မှာ ကြားဖြန့်တင်ပဲလားမဟုတ်သေးဘူးကြားဖြန့်ကိုဘယ်လိုလုပ်တာလဲကြားဖြန့်မှာအနေဆုံးအဆင့်၃ဆင့်ရှိပါတယ်ပထမအဆင့်၃ဆင့်ဆိုတာအဆင့်၄ဆင့်လို့ပြောလို့ရတယ်အဓိကကြားဖြန့်နဲ့ပတ်သက်ပြီးတော့ Facebook ဆိုတဲ့စာမျက်နှာမှာလေအများကြီးတာဝန်ရှိတာကိုကျွန်တော်တဖြည်းဖြည်းလေ့လာတွေးရှိနေရပါတယ် WhatsApp account တွေကလည်းလိမ်လည်မှုတွေလုပ်နေတာကိုတွေ့ရပါတယ်အဲ့တော့ကြားဖြန့်မှာပထမအဆင့်နေနဲ့ လိန်လေဖို့အတွက်ကြော်ညာတွေကုမ္ပဏီတွေလိန်လေလုပ်ငန်းတွေရှယ်ယာထဲဝင်มาတွေကုန်ပစ္စည်းအဝယ်ဆိုတဲ့လိန်လေဖို့စတင်ပြီးတော့ကြော်ညာတွေကို Facebook မှာဘူထိုးပြီးတော့တောင်းနဲ့ချီတဲ့ကြော်ညာတွေကိုဘူထိုးပြီးလွတ်ပါတယ်ပထမတစ်ဆင့်အဲ့လိုလွတ်ခံပြီးမှအဲ့ဒီကြော်ညာတွေကိုကင်တွယ်တာကတရုတ်တွေအများဆုံးဖြစ်ပါတယ်အဲ့ဒီကြော်ညာတွေကိုရိုက်ပေးနေတာက မြန်မာဆက်စီမော်ရီတော်တော်များများပါဝင်နေသလိုအရင်ကမြန်မာဂိမ်းစထရီမာတွေလည်းပါဝင်ပါတယ် 1H ဘတ်တို့ပါလို့ခင်ဗျားတို့သိမှာပေါ့အဲ့ဒီလှုပ်ထားတဲ့ကောင်တွေအကုန်တာဝန်မကင်းပါအဲ့တော့ကြော်ညာတွေလှုပ်လိုက်တယ်ကြော်ညာတွေလှုပ်တာနဲ့တပြိုင်နဲ့6ထက်တိုက်6ထက်တိုက်တန်းရာကြီးတွေမှာတခန်းတခန်းတခန်းမှာအလုံးသမားအနည်းဆုံး300နဲ့400ချားမှာကွန်ပျူတာတွေရှေ့မှာအကောင်ပေါင်းမြောက်များစွာနဲ့စောင့်နေပါတယ်အဲ့တော့တရုတ်တွေကပြောတယ်ဗျာ ကဲကြော်ညာတွေလွတ်လိုက်ပြီစွာကြတော့ဟေ့ဆိုကြော်ညာတွေလွတ်တာနဲ့တပြိုင်တည်းအဲ့ကြော်ညာတွေကဝယ်မဲ့လူတွေကန်ဆမ်းမဲ့ပောက်တယ်တို့အဆရှိတာတွေပေါ့ဗျာကုမ္ပဏီရှယ်ယာဝင်ကျင်တာတို့အဲ့ဒါတွေကိုဆက်သွယ်လာမဲ့အကောင့်တွေကိုညမာလုံသားတွေက foundation ဆိုတဲ့ပထမတဆင့်နဲ့လက်ခံဆက်သွယ်စကားပြောပါတယ်နော်အဲ့ဒါပြီးတာနဲ့အဲ့ foundation အဆင့်ပြီးတာနဲ့ဆက်လက်ပြီးလိန်လေဖို့အတွက်ဒုတိယကတ်ရှာဆိုတဲ့အဆင့်နဲ့ လိန်လေစနစ်တကျတိဆောက်ထားတဲ့ရုံငန်းအတူတွေစနစ်တကျတိဆောက်ထားတဲ့လုပ်ငန်းအတူတွေအကောင့်အတူတွေနဲ့ယုံကြည်အောင်ဆက်လက်ဖျားယောင်းသွေးဆောင်ပြီးတက္ကလာတတရအဆင်ဖြစ်တဲ့ငွေပေးငွေယူအဆင်မှာတရုတ်တွေအများဆုံးကြိုက်တွေ့ပြီးယင်းနီမြုံနန်နာတွေရှယ်ယာပါဝင်နာတွေအဲကုန်ပစ္စည်းဝယ်မယ်ဆိုပြီးတော့ငွေလွှဲမဲ့သူတွေကိုနောက်ဆုံးအဆင်ဖြစ်တဲ့တရုတ်တွေက ဝေလက်ခံရယူပါတယ်အသေးဆုံးအဆင့်လေးကျွန်တော်ပြောပြတာအဲ့ဒီမှာမှကုမ္ပဏီရှယ်ယာဝင်ဆိုတဲ့လုပ်ငန်းစုတွေနဲ့ပတ်သက်ပြီးတော့ဆိုရင်တချို့ဆိုရင်အိမ်ပါရောင်းပြီးဘဝပြတ်သွားတဲ့လူတွေအများအပြားရှိပါတယ်ဘာလို့မင်းသိတာလဲဆိုတော့ကျွန်တော်ဒီကနေ့အကြပြတ်နဲ့ပတ်သက်တဲ့အဲ့ရွှေကုတ်ကမှလုံနေတဲ့သူတွေစီကိုဖုန်းဆက်ပြီးတိုက်ရိုက်မေးမြန်းသိရှိတာဖြစ်ပါတယ် ဖေကုတ်ကိုနေမဟုတ်ဘူးဝန်ခမျိုးတိရွှေပရောက်မြိုင်နောက်ထပ်ကြားဖြန့်ယုံတွေအကြောင်းကိုကျွန်တော်ဆက်ပြောပြအောင်အဲ့ဒါတကာလားကြားဖြန့်ကရထိုက်ကုမ္ပဏီတခုတည်းမဟုတ်ဘူးအဲ့ရထိုက်ကုမ္ပဏီအောက်မှာကုမ္ပဏီခွဲပေါင်းမြုံများစွာရွှေကုတ်ကိုဝန်းနေမှာရှိပါတယ်အဲ့ဒီအပြင်ကိုထပ်ပြီးတော့ရှေးရဝင်ပေါင်းမြုံများစွာရှိပါတယ်လက်ရှိဗမာတပြည်လုံးက slot game တွေကိုဒီကြားဖြန့် site တွေက ဖြန့်ချိနေတာဖြစ်ပါတယ်။အဲ့ဒီ stock gain ဒီမှာနိုင်တပိုင် website တစ်ခုဝယ်ပြီးလုပ်တဲ့လူတွေတထေးကြီးရှိတယ်လို့တရုတ်အမြောက်အများနဲ့စုပြီးတော့ကြီးမားတဲ့ slot game company တွေလုပ်နေတာလေတွေ့ရပါတယ်ကျွဲ game တို့ slot game တို့ဘောလုံးပွဲ game တို့ဟာရန်ကုန်လမ်းမတော်လာတာကလည်းထွက်နေပါတယ်လက်ရှိလူငယ်တွေကြားထဲမှာဖဲပစ် game ၅ပစ် game slot game ကျွဲ game တွေအားလုံးကိုရွေးကုတ်ကို ရန်ကုန်လမလတာလမ်းမတော်လိုင်တရာ FMI City ပန်းလိုက်အိမ်ယာကီကီပတ်ရွှေကုတ်ကူမြိုင်ဝမ်ခမြို့တဲ့ရွှေပရောင်းမြိုင်အဆရှိတဲ့နေရာတွေကလက်ရှိခမရတို့စော့နေတဲ့ခမရတို့ဘိန်းနာကလူငယ်တွေစော့နေတဲ့ slot game တွေကိုဂိုင်းတွေဆောင်ရွက်နေတာဖြစ်ပါတယ်။ကဲအဲ့ဒီတော့ လူမကျော်ရေရွှေကုတ်ကိုတခုတည်းမဟုတ်ဘူးရွှေကုတ်ကိုအိဒီယာဘလောက်ကျန်လဲလူကြီး3000အနည်းဆုံးရှိပါတယ်အနည်းဆုံး3000 3000အထက်မှာပဲရှိတယ်5000ဖြစ်နိုင်တယ်အတိအကျတော့ကျွန်တော်မှန်လို့မရဘူးအဲ့စင်အတိအကျကတော့စောချစ်တူနဲ့ရထိုက်ကုန်ပြီစီမှာရှိတယ်ရှိချစ်ကျန်းကိုမေးလိုက်ရင်သိတယ်ဗျာတေုပ်ကလောစေဖမ်းလာတာဟုတ်ပြီဝန်ခမြို့တစ်ဝန်ခမြို့တစ်ကအဆောက်အဦတွေနဲ့ကြားဖြတ်ယုံကြီးတွေ ရွှေဘလောက်မြိုင်အဲ့ပြင်ကိုကျွန်တော်နေစဉ်သွားလာတဲ့ဒုံကတွေ့ခဲ့တဲ့ကြားပြန်လောင်ကစားရုံကြီးအောင်ပြောပြချင်သေးတယ်ကျွန်တော်မြောက်ပြည်မှာ6လလောက်ကင်းယူတက်မဟာတွေတဲကိုကျွန်တော်တို့ PDF တွေတည်ယူပို့ဆောင်ရေးလုပ်ငန်း2022တလပိုင်း2လပိုင်း3လပိုင်းအဲ့ဒီလောက်တွေမှာပေါ့ဗျာ9လလောက်ကျွန်တော်မြောက်ပြည်မှာတိတ်တိတ်ဆိတ်ခိုးအောင်နေတယ် ကိုအောင်မီတကလာကျွန်တော်မလုပ်လဲဆိုတော့ကျွန်တော်မိုးကအင်းကြီးတွေဘေရုတ်တွေကျွန်တော်ယူရောက်ပါတယ်လိုက်လွှင့်ပြီလိုက်လို့မရရောလဲကျွန်တော်အဲ့ဒီမိုးကအင်းကြီးတွေဘေရုတ်တွေမှားကြတယ်မှားတာဘသူတွေမှားတာလဲဆိုတော့အဲ့ဒီကြားပြန်လောင်ကစားယုံနေပါလုံနေတဲ့ဝန်ထမ်းတွေမှားတာတွေရှိတယ်အဲ့ဒီကိုကျွန်တော်သွားပို့ပါတယ်အဲ့ဒါအပြင်ကိုကျွန်တော်ဆိုင်ကယ်ကယ်ရီလေးပါလေးမောင်းနေတခါတည်းကြာလိုက်ပို့ရတာတွေရှိတယ်ဘသူ့ကိုလိုက်ပို့ရတာလဲဆိုတော့အဲ့ဒီကြားပြန်ယုံနေထဲမှာသမင်းချက်တို့ လုံနေတဲ့သူတွေရဲ့ယောက်ျားတွေသူတို့လိုက်ပို့ရတာအဲ့ဒီဂျားပြတ်ယုံလောင်ကစားယုံတွေကမြောက်ပြီးမြို့ပေါ်မှာနေတော့ခင်ဗျားတို့ကျွန်တော်ဆက်ပြောပြလုံးဝအပြင်ထွက်လို့မရဘူးအလုံးကြုံကြီးအပြည့်ဝင်းကြီးတွေက trade တာလို့တိုက်ကြည့်ဝင်းကြီးအဲ့တော့တရက်တရက်သားတော့ဗျာလူတယောက်ကကျွန်တော်စိုက်ကယ်ရီလေးငှားတယ်ခင်ဗျားကြော်ကြီးတဲ့ကျွန်တော်မိမအဝိထုတ်လေးသွားပို့ခြင်းလို့ ဟဲ့ဘာဘာလို့တော့သူ့သာယူခိုင်းနေလေမဟုတ်ထွက်လို့မရဘူးတဲ့အဲကြားဖြတ်ယူမှာဘောကာစီနိုယူမှာလုံးနေတာတဲ့ဟာလားလို့အဲအဲ့ဒါဆိုတက်အဝတ်ထုတ်လေးယူပြီးတော့ကျွန်တော်မသိမသားပေါ့ကျွန်တော်လိုက်ပို့အဲ့ယုံရှေးရောက်တော့ဟာထရိတ်တာလို့ဝင်အဲ့ဒါဗမာလေမြောက်ရီ73ဂိတ်အစင်းမှာမြောက်ရီသားတွေတိမှာပါထရိတ်တာလို့တိုက်တန်းကြီးနေတကယ်နန်းတော်ကြီး အဲကျွန်တော်ရဲ့ကယ်ဒီလေးဆိုင်ကယ်လေးရက်ပြီးစောင်းတစ်ဖက်ကတစ်ယောက်ကလည်းသူ့မိမထွက်အလာကိုအထုံလေးပိုက်ပြီးစောင်းတယ်သူ့မိမကတော့ကတော့နဲ့ထွက်လာပတ်စံလေးပေးတယ်ရောတဲ့ငါဒါ15ရက်စာလစာထုတ်တာလေအာနေငါမာရတဲ့အထုတ်ရပြီလားပါလားပေါ့ကျွန်တော်အဲ့ဒါစကရော4ရောလေးနဲ့အမလို့အိမ်ပြန်လို့မရဘူးလားအိမ်ပြန်အလုပ်ဖြုတ်ခံရမှာလုံးဝပြန်လို့မရအနည်းဆုံး6လအော်ပါနေရှင်းသွားရင်3လတခါပြန်လို့ရတယ်ဒီလိုပိတ်လောင်ထားပြီးလောက်ကင်တွေကတော့ညမအလုံးတဘာပေါင်းထောင်နဲ့တောင်းနဲ့ချီရှိ မြဝတီစသုံးတိတ်ဂိတ်တင်ပဲလားဆိုတော့မကဘူးဗျကျွန်တော်မိုးကသွားပိုးတဲ့ကြားဖြန့်ကာစီနိုယုံတွေမိုးကမှားလို့သွားပိုးတဲ့တရုတ်တွေအက်ဒီဒန်တို့ပါလို့ဗောဗျမိုးကဘရန်တက်ပေါ့ဘေးတုတ်တွေရပါကျွန်တော်အဲ့ဒီကြားပြန့်ယုံတွေရှေ့ကိုရောက်တိုင်းရောက်တိုင်းပါလေကြားပြန့်ယုံတွေဂိတ်ရှေ့မှာစောင့်နေတဲ့စစ်ယူနီဖောင်းဝတ်ထားတဲ့ရဲဘော်၄၅ယောက်ကိုအမြဲတမ်းတွေ့ရတယ်သူတို့ကိုကြည့်လိုက်တဲ့အခါကျတော့ DGB BGF သုံးဖို့ KNU KNLA PC ဒီသုံးဖွဲ့တွေကတပ်ဖွဲ့ဖွဲ့ဖြစ်နေတာကိုတွေ့ရပါတယ်။မြောက်ဝီမြို့ပေါ်မှာတွင် လောင်ကစားရှုံပေါင်းထောင်နဲ့ချီပြီးရှိပါတယ်။ရွှေကုတ်ကိုကီကီပတ်ဆိုတာជីជីမမာကြီးတွေဖြစ်ပါတယ်။အဲ့ရဲ့တစ်စနေအလဲအလက်တန်းတွေမြို့ပေါ်မှာတွင်တောင်းကျမ်းနေပါတယ်။ US American အထူးစစ်စင်ကြီးတပ်ဖွဲ့ဝင်ခဲ့ရင် လမ်းလိုက်ပြလိုက်ခြင်းပါလေဗျာလို့ပြောရင်တကဘာလုံးကိုကြားဖြန့်ကလိမ့်နေတာဖြစ်ပါတယ်တကဘာလုံးရဲ့ရန်သူဖြစ်ပါတယ်ကြားဖြန့်ကကဘာယာဇဝိကောင်တွေဖြစ်ပါတယ်အဲ့ဒီယာဇဝိကောင်တွေအားလုံးစစ်စစ်ကြည်လိုက်ရင်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုတဲ့ကြံ့ဖို့ခင်ရစတကောင်းမှမလုပ်ပါဘူးမင်းအောင်လိုက်စေအောင်စုပူချုပ်တွေတကောင်းမှမလုပ်ပါဘူးစောချစ်သူတို့ BG ရတကောင်းမှမလုပ်ပါဘူး ရက်ကန်ရက်ကန်နဲ့တီတကူဆရာတော်ကစမိုင်းလင်းဗုဒ္ဓဆိုပြီးတော့25တန်းအကုန်ခံပြီးတိဆောက်ခဲ့တဲ့ဖရာကမင်းအောင်လိုက်တိဆောက်ခဲ့တဲ့စမိုင်းလင်းဗုဒ္ဓကကြားဖြန့်ဖရာဖြစ်နေမယ်လို့ခင်ဗျားတို့မထင်ဘူးလားဒီလောက်ဆိုရင်တဘောပေါက်ပါလိမ့်နောက်ရက်ဒီမှာဆက်ပြီးတော့အသေးစိတ်ထပ်ပြောကြဂျေဇုတပါ